င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။လူဝှတော်လှန်ရေးစိန်ခေါ်မှုတွေကိုရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် NUG ယာယီသမ္မတနဲ့ KNPP ဥက္ကဋ္ဌတို့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ထိုင်းနိုင်ငံဖေဖော်ဝါရီခရိုင်အတွင်းမှာရှိတဲ့ကလကတ်လက်စစ်စစ်ရုံတစ်ခုမှာ မြန်မာလူထုမှ1450ဦးကိုကြိုတင်အသိမပေးဘဲအလောက်ကနေဖြုတ်ပစ်ခဲ့တဲ့အတွက်လူထုမှခွင့်ရေးအတွက်ထိုင်းအလောက်သမားဝန်ကြီးဌာနအထိတိုင်ကြားသွားမှာဖြစ်တယ်လို့ MHAC မဟာမိတ်အဖွဲ့က AAC ကိုရဲမင်းကရကုံခစ်တစ်ကိုပြောပါတယ်။ကြောင်မဲမြို့ပေါ်ကိုစစ်တပ်ကလက်လက်ကြီး drone နဲ့ဇက်တိုက်ပစ်ခတ်နေတဲ့အတွက်မြို့ပေါ်မှာမိလောင်နေတဲ့သတင်းပါဝင်ရန်ကုန်ခစ်တစ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးပါမယ်။ အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တပုံကတော့မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့တော်လှန်ရေးစစ်ခေါ်မှုတွေကိုရင်ဆိုင်ကြော်လွှားနိုင်ဖို့အတွက်အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီယာယီတမရဒူဝါလက်ရှိလာနဲ့ KNI အမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဋ္ဌတို့တွဲဆောင်ခဲ့လို့အန်ယူဂျီကသတင်းထုတ်ပြန်ထားပါတယ်။လက်ရှိမှာနိုင်ငံတွင်းမှာဖြစ်ပေါ်နေတဲ့တော်လှန်ရေးအခြေအနေတွေကြုံတွေ့နေရတဲ့တော်လှန်ရေးဆိုင်ရာစိန်ခေါ်မှုတွေကို အတူရင်ဆိုင်ကျော်လွှားနိုင်ဖို့ ਨੇ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကိုခေါင်းဆောင်နှစ်ဦးတို့ကဆွေးနွေးကြကြလို့လည်းသိရပါဗါဒါအပြင်တိုင်းပြည်အနှံ့အကြက်ဖက်စစ်တပ်ရဲ့ပြစ်မှတ်မခွဲခြားဘုံကျဲတက်ခတ်မှုတွေကြောင့်ထိခိုက်သေဆုံးခဲ့ရတဲ့မိသားစုတွေထိခိုက်ဒဏ်ရာကျကုသနေရသူတွေနဲ့အသက်အိုးအိမ်စီးစိမ်တွေဆွန့်လွတ်ပြီးထွက်ပြေးတင်းရှောင်နေရတဲ့စစ်ဘေးရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာကုညီရေးဆိုင်ရာတွေကိုလည်းဆွေးနွေးခဲ့ကြရလို့လည်းသိရပါတယ်။နိုင်ငံတော်ယာယီသမ္မတဒူဝါလက်ရှိလာကပြီးခဲ့တဲ့စက်တင်ဘာလ25ရက်ကလည်းကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဘရိုစောကွယ်ထွေးရင်တို့နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးຫນွေဦးတော်လှန်ရေးအမြန်ဆုံးအောင်မြင်စေဖို့ တော်လဲအင်အားစုတွေကြပူပေါင်းလက်တွဲလှုပ်ဆောင်သွားမဲ့ကဏ္ဍတွေအကြောင်းကိုဆွေးနွေးခဲ့ပါသေးတယ်။တော်လဲအင်အားစုတွေကြမှာအခုထက် ပိုမိုစီးလုံးညညွတ်စွာလက်တွဲပြီးမြန်မာနိုင်ငံဆရာနာရှင်လက်အောက်ကနေအပြေးတိုင်လွတ်မြောက်ရေးဆရာနာရှင်နဲ့အာနာရှင်ဟူသည်။အမြင့်ပြတ်တိုက်ဖြတ်ရေးလွတ်လပ်မှုငြိမ်းချမ်းမှုနဲ့လူထုတာယာဝပြောမှုတို့ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ဆက်လက်ပြီးခိုင်မာစွာအတူလက်တွဲဆောင်ရွက်သွားကြဖို့ကိုလည်းသဘောတူညီခဲ့ကြရလို့လည်းသိရပါတယ်ရှင်။ဒီတစ်ခါမှာတော့ကရင်ပြည်နယ်မြောက်ရီမြို့မှာခရိုင်လောက်ဝကမှုကြော်တန်းက ပြည်သူတွေကိုစမကတ်လုပ်ဖို့အတွက်လူတအုပ်ကိုထိုင်းဘက်ကိုတပေါင်းကနေတပေါင်းခွဲအထိတောင်းယူနေရလို့မြရီမျိုးကပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ဇူလိုင်လကနေစက်တင်ဘာခရိုင်လဝကမိုးကြော်တန်းကမြရီမျိုးနယ်အတွင်းမှာနေထိုင်သူတွေမဟုတ်ဘဲတခြားတိုင်းနယ်ပြည်နယ်တွေကနေလာရောက်သူတွေကိုခီးသွားလာရမှာစစ်ဆေးခံရစေတဲ့စမကတ်တွေကိုပြုလုပ်တဲ့အခါ ငွေကြေးမြင့်မားစွာ တောင်းယူနေတာလည်းဖြစ်ပါတယ်။ခရိုင်လဝကမိုးကြော်တန်းကရှမ်းပြည်နယ်မှတ်ပုံတင်73မြင်းဆောင်မှတ်ပုံတင်ဆိုရင်တဦးကိုစမတ်ကတ်ပြိလောက်ခထိုင်းဘန့်ကိုတပေါင်းကနေတပေါင်းခွဲအထိတောင်းယူနေတာဖြစ်တယ်လို့တခြားတိုင်းနယ်ပြည်နယ်မြို့နယ်တွေကိုတော့တဦးကိုစမတ်ကတ်ပြိလောက်ခဖြင့်မြန်မာကျပ်ငွေအ ਨੇ စုံကျပ်3သိန်းကနေ10သိန်းအထိတောင်းယူကလှုပ်ဆောင်ပေးနေလို့လည်းသိရပါတယ်။ပြည်တွင်းမှာခီးတွာလာတာတွေပြပထုတ်ခွာခွင့်လက်မှတ် နိုင်ငံကူးလက်မှတ် passport ပြုလုပ်ရာတွေမှာလည်းမှတ်ပုံတင်တစ်ခုတည်းနဲ့ပြည်စည်ခြင်းမရှိတော့ဘဲစမတ်ကပ်ပါလုတ်ဆောင်နေရတာလည်းဖြစ်ပါတယ်ရှင်။ရှမ်းပြည်နယ်တိုင်းတစ်ပုတ်ကိုကြည့်အောင်ပါ။ရှမ်းပြည်နယ်ကြောင်မဲမြို့ပေါ်ကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီး drone တွေနဲ့စစ်တိုက်ပစ်ခတ်တိုက်ခိုက်နေတာကြောင့်မြို့ပေါ်နေရာအချို့မှာမီးတွေလောင်ကျွမ်းနေတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရတယ်။ စတင်ပါလ30နှစ်နေ့လယ်ပိုင်းကနေစတင်ပြီးအကျန်းဖက်စစ်တပ်ကကြောင်မဲမြို့ပေါ်ကို drone လက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ဂျပန်စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့်ကြောင်မဲမြို့ပေါ်ကတစ်တော်ယုံနဲ့ရဲစခန်းအပါဝင်ဌာနဆိုင်ရာအဆောက်အုံတွေမိလောင်နေပြီး မြို့ပေါ်အခြေအနေမှာလည်းရှုပ်ထွေးနေရလို့သိရပါတယ်။လက်ရှိမှာစစ်တပ်ဟာကြောင်မဲမြို့နယ်အနီးဆက်ဆုံး၄မိုင်အကွာကိုရောက်ရှိနေပြီ ကြောင်မဲမျိုးစည်ရဲအခြေအနေမှာအပြင်းထန်ဆုံးအခြေအနေကိုရောက်ရှိနေတယ်လို့လည်းတော်လန်သတင်းမြစ်အချို့ကပြောပါတယ်ရှင်။မွန်ပြည်နယ်တဲ့တဲ့ဘုတ်ကိုကြည့်အောင်ပါ မွန်ပြည်နယ်တထုံမြို့နယ်ကရင်လေးစိတ်ကျေးရွာကိုအကြက်ဘက်စစ်တပ်ကဝင်ရောက်စီးနှင်ပြီးအသက်73နှစ်အရွယ်ရှိတဲ့ကလင်းငယ်တွေအပါအဝင်ပြည်သူ35ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်စတင်ပါလ28ရက်နေ့မှာတထုံမြို့နယ်ကရင်လေးစိတ်ကျေးရွာကိုအမှတ်ကိုစစ်အခြေခံလက်ကျင့်ရေးကြောင်းနဲ့တင်စိတ်ရဲစခန်းကစစ်သားနဲ့ရဲတွေပူးပေါင်းထားတဲ့အင်အား90ဝန်းကျင်ခန့်ပါစစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီးပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီစစ်ကြောင်းဟာကရင်၄၀ကျွယ်ကအသက်၃၃နှစ်အရွယ်အသက်၄၀အရွယ်အသက်၅၀အရွယ်အမျိုးသားတွေနဲ့အမျိုးသမီးတွေအပါအဝင်ပြည်သူ၃၅ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတာလည်းဖြစ်ပါတယ်။အဲ့လိုပေါ်တာဆွဲဖမ်းဆီးသွားတဲ့ပြည်သူတွေကို အမှတ်ကိုစစ်အခြေခံလက်ကျင်ရေးအကြောင်းကိုဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ တနင်္လာရီတန်းတရချောင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းဂျားဖြတ်တိုက်ခတ်ခံရပြီးတဲ့နောက်မှာစစ်တပ်ကကြောက်လေကားရွာကိုဝင်ရောက်စီးနှင်းပြီးနေအိမ်83လုံးကိုမီးရှို့ဖျက်ဆီးခဲ့ရလို့ KNU ဘဝကသတင်းထုတ်ပြန်ထားပါတယ်။သတင်းပါလ30နှစ်မနက်9နာရီလောက်မှာတရချောင်းမြို့နယ်တောင်ပြောက်ကျေးရွာအုပ်စုတွင်ကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်တိုက်ပွဲတွေဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။အဲဒီစစ်ကြောင်းမှာအကြမ်းဖက်စစ်တပ်ရဲ့တပ်ရင်း403 404နဲ့405တို့ကစစ်သားတွေပါဝင်ပြီးကရင်မျိုးသားလူမျိုးရဲတပ်မတော် KNL တပ်မဟာလေးလက်အောက်ခံတရင်စနစ်နဲ့တော်လိုင်းမဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ထိတွေ့တိုက်ပွဲအတွင်းမှာကျန်းဖတ်စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးပေမဲ့လည်းစစ်တပ်ဘက်ကအထိနာသွားပြီးကြောက်လေကရွာကိုဝင်းအောင်စီးနင်းခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။အဲလိုဝင်းအောင်စီးနင်းပြီးတဲ့နောက်မှာအကျန်းဖတ်စစ်သားတွေက ကျောက်လီကကျေးရွာကပြည်သူပိုင်နေအိမ်83လုံးကိုမီးရှို့ဖျက်ဆီးသွားတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ဒီတစ်ခါမှာတော့မြမအရေးဖြစ်ရှင်အာဆီယံဘုံသဘောတူညီချက်၅ချက်အပေါ်ကိုယုံကြည်မှုပြန်လည်ရရှိစေဖို့အတွက်အာဆီယံကဆက်လက်ကြိုးပမ်းသွားမယ်လို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးကပြောလိုက်ပါတယ်။စက်တင်ဘာလ29ရက်နေ့ကပြုလုပ်ခဲ့တဲ့အကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကအခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ဒါအပြင်မြန်မာနိုင်ငံမှာတည်ငြိမ်ရေးနဲ့လုံခြုံမှုပြန်လည်ရရှိရေးလှုပ်ဆောင်ချိန်မှာအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလည်းယုံကြည်မှုပြန်လည်ရရှိစေဖို့အတွက်အာဆီယံကလှုပ်ဆောင်ရမယ်လို့လည်းပြောဆိုသွားပါတယ်။မြန်မာနိုင်ငံမှာသဘောတူညီထားတဲ့အပြည့်အခက်ရစဲရေးပြပြားသွားတဲ့အတွက်ကြောင့်တချို့နေရာတွေမှာအကြမ်းဖက်မှုတွေကြောင့်အရက်သားတွေကိုဆက်လက်အန္တရာယ်ပြုနေတဲ့အပေါ်ကိုမလေးရှားနိုင်ငံခြားရေးဝန်ကြီးကအလွန်စိတ် စ်ပြက်မိတယ်လို့လည်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အာဆီယံအဖွဲ့အနေနဲ့ငင်းချမ်းရေးကို အာမခံပြီးလုံခြုံရေးအားကောင်းစေရေးစီးပွားရေးကြကြံခံနိုင်စေရေးကိုမြင့်တင်ရေးနဲ့ဒေသအတွင်းရေရှည်တည်တံ့ရေးပန်းနိုင်တွေကိုမြင့်တင်ရေးတို့မှာ ေတာတွင်အစုအဖွဲ့တစ်ခုအနေနဲ့အရေးပါတဲ့အခန့်ကဏ္ဍကနေဆက်လက်ပါဝင်သွားမယ်လို့လည်းထုတ်ဖော်ပြောဆိုထားပါတယ်။လက်ရှိမှာ မလေးရှားနိုင်ငံကအာဆီယံဥက္ကဋ္ဌဖြင့်တာဝန်ထမ်းဆောင်နေတာဖြစ်ပြီးမြမအရေးအတွက်ထင်သာမြင်သာ ရှိတဲ့ဖြည့်ရှင်းမှုမျိုးစွန့်ပေးနိုင်ခြင်းမရှိသေးတာကိုလည်းတွေ့ရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုဒ်ကတော့ထိုင်းနိုင်ငံဖေဖော်ဝါရီခရိုင်အတွင်းမှာရှိတဲ့ကလကံလက်စစ်စစ်ရုံတစ်ခုမှာမြန်မာလူထုမှ1450ဦးကိုကြိုတင်အသိမပေးဘဲအလောက်ကနေဖြုတ်ပစ်ခဲ့တဲ့အတွက် လုံသမားခွင့်ရေးအတွက်ထိုင်းအလုံသမားဝန်ကြီးဌာနအထိတင်ကြားသွားမှာဖြစ်တယ်လို့ MHAC မဟာမိတ်အဖွဲ့က AAC ကိုရဲမင်းကရကုံ ခစ်တစ်ကိုပြောပါရတယ်။မြန်မာလုံသမားတွေကအဲ့ဒီကလကမလှက်စစ်ပစ္စည်းစိတ်အောင်မှာအလုံဝင်နိုင်ဖို့အတွက်လုံသမားတဦးကို ထိုင်းဘတ်1900တိပေးသွင်းခဲ့ရတာဖြစ်ပြီးအလုံဝင်လုပ်ပြီး3လကျော်အကြာမှာအလုံကနေအပြုတ်ခံရတာဖြစ်တယ်လို့လည်းသိရပါရတယ်။ဒါအပြင်စစ်ရုံဟာစမတ်ကြီးဘတ်1900ယူပြီးအလုံသမားတစ်ခေါ်နိုင်ဖို့အတွက်လက်ရှိလုတ်ကင်နေတဲ့မြန်မာလုံသမား ထောင်ကျော်ကိုအလုတ်ဖြုတ်ပစ်တာ ဖြစ်တယ်လို့လည်းအဲ့ဒီစက်ရုံမှာလောက်ကန်နေတဲ့လူသမားတွေကပြပြပါရတယ်။အဲလိုမြန်မာလူသမား1450ဦးကိုလေးလမပြည့်မီမှာအလုတ်ဖြုတ်တာဟာထိုင်းဥပဒေအရရော်ကျေးရဖို့မရှိပေမဲ့လည်းအလုတ်သမားအခွင့်အရေးဆက်လက်လှုပ်ဆောင်သွားမယ်လို့လည်းကိုရဲမင်းကပြောပါရတယ်။အဲ့ဒီစက်ရုံရဲ့ရုံခွဲဖြစ်တဲ့မဟာချိုင်မှာလည်းအရင်ကလည်းအလုတ်သမားတွေကို ထောင်နဲ့ချီကမတရားအလုတ်ဖြုတ်ခဲ့ပူပြီးအဲ့လိုလှုပ်ဆောင်တာဟာ၃ချိန်ခန့်ရှိပြီဖြစ်တာကြောင့်အဲ့ဒီ လိုလောက်ရတွေနဲ့အလုသမားအခွင့်အရေးချိုးဖောက်မှုအတွက်အလုသမားဝန်ကြီးဌာနအထိတန်ကြားသွားမယ်လို့လည်းအလုသမားရေးကူညီပေးနေသူတွေကပြောပါရယ်လက်ရှိမှာအလုသမားတွေကစက်ရုံဘက်ကပေးတယ်ဘတ်တတောင်းကိုလက်မခံပဲအလုသာပေးဖို့တောင်းဆိုထားတယ်လို့လည်းသိရပါရယ်ရှင်ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သစ်တွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။